နောက်ပြီးတော့နတ်တိုဒီကစားမိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ရွတ်ခဲ့ရတယ်။ဒါပေမဲ့စောင်းစည်းခွက်မှာတယောက်မှမခေါ်ခဲ့ဘူး။ဒံရီအများကြီးရတဲ့အချိန်မှာမှအဲ့ဒါဆိုအာဆီနယ်ဖန်ကြီးကိုမော်လမားကြီးအခုချိန်မှာတော့မာတင်ဇူီမန်နီလိုမျိုးခေါ်ရခတ်တဲ့ပလေယာတယောက်ကိုအသင်းစီရောင်းခေါ်နိုင်ခဲ့တာဖြစ်တဲ့အတွက်အားလုံးပျော်နေပြီထင်တယ်။ညီကိုမော်လမားကြီးအပျော်နဲ့ထတ်တူပဲကျွန်တော်ကပိုပျော်တယ်လို့ပြောရင်လုံသွားမလားမသိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကတစ်နှစ်လုံးအာဆီနယ်သတင်းတွေလောက်ရတာဖြစ်တဲ့အတွက်မနက်ခင်းရောညနေခင်းရောတစ်ခါနေ့ကင်းပတ်ကျရင် player special review ကလုပ်လိုက်သေးတယ်။အဲ့ဒီအခါမှာမင်းကတော့ပြောနေရပဲ အာဆင်နယ်စီကိုဘယ်ပလေးယားမှရောက်မှာမဟုတ်ပါဘူးဆိုပြီးတော့ပြောတဲ့ comment တွေတော်တော်များကျွန်တော်ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ဒီနေ့ဒီချိန်ကြီးကျွန်တော်ယုံကြည်နေတဲ့ကျွန်တော်သတင်းတွေကိုနှိမ့်စင်မပြတ်ကြည့်ရှုပေးတယ်ကျွန်တော်ညီကိုမောင်နှမကြီးကြောင့်လည်းကျွန်တော်အခုထိဆက်ပြီးလုံနိုင်ခဲ့တာပေါ့လေ။တခါကျတော့လေသူတို့ဝင်ရေးတဲ့ comment တချို့ကဘာမှမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့ comment တွေကိုလေးစားစားနဲ့စာပြန်တဲ့လူတယောက်အတွက်ဆိုတော့ဒါဖတ်မိတယ်။စာမပြန်ဖြစ်တာပဲရှိရအနည်းနဲ့များတော့ကျွန်တော်တို့စိတ်ထဲကိုဒါတွေက effect တော့ဖြစ်တယ်။ဒါပေမဲ့ နွေမှာတော့လူခေါ်မယ်ဆိုတာသိတယ်ဒါပေမဲ့ဒီလိုခေါ်အပ်ခတ်တဲ့ကစားသမားတွေကိုရှင်ခေါ်တဲ့ဘက်မှာတော့အာဆင်နယ်ကထရမ်မာယာပြီးသားအနေထားရှိတယ်အဲ့တော့မာတင်ဆူယီမန်နီလိုမျိုးစပိန်မျိုးတာဟခင်တွေပါဆိုတဲ့ပလေယာတဲ့ကိုအာဆင်နယ်စီကိုရောက်လာခဲ့တာဆိုတော့ဒါလီဗာပူးရီယယ်မက်ဒရစ်တို့အသင်းနဲ့ကျွန်တော်တို့ရှင်ပြိုင်ပြီးခေါ်ခဲ့ရတယ်ကျွန်တော်ဒီဟီယာဝီကိုပို့စ်လေးတစ်ခုတင်လိုက်တဲ့အချိန်မှာဒီကစားသမားကိုလိုက်နေခဲ့တဲ့ဒါလီဗာပူးအသင်းရဲ့ဖန်ကြီးလေးတယောက်သူအားဆိုလို့ရှိရင်တော့ဒါသူ့အသင်းစီကိုရောက် ပြီဆိုတဲ့သဘောမျိုးနဲ့သူတစ်ချိန်လုံးကစောင်းမားလေးရေးခဲ့တယ်တကယ်လည်းသူမျော်လင့်ခဲ့တယ်ဒါပေမဲ့အဲ့လိုပါပဲသူ့ကိုလိုချင်တဲ့အသင်းဆိုတာတော်တော်များရှိတယ်အခုကိုရီအသင်းကိုရောက်လာပြီဆိုမှတော့ဒီကစားမောက်ဒီကလမ်ရိုက်တို့မန်ဒီအိုဒီကန်တို့နဲ့ကျွန်တော်တို့တွဲပြီးလို့ရသွားပြီအသင်းရဲ့ကွင်းထဲမှာလည်း26နှစ်သားတယောက်ကိုအာဆင်နယ်တို့က9နှစ်6နှစ်လောက်လှည့်ကြည့်ရမလို့ပဲနဲ့တုံးလို့ရသွားမယ်ပြီးတော့စပိန်သားလည်းဖြစ်တယ်ပြီးတော့ဆူစီတက်ရဲ့ကွင်းလေအင်ဂျင်ဗိုလ်ချုပ်တယောက်ကိုကျွန်တော်ခေါ်နိုင်ခဲ့တာပေါ့လေအဲ့တော့ ပါတီရဲ့ကိစ္စကတော့ဘလို့ဖြစ်လာမှန်းမသိဘူးတေချာတကတော့ဂျော်ဂျီညိုထွက်သွားပြီဖြစ်တဲ့အတွက်ဇူမန်ဒီကသူတို့စောစည်းခေါ်လိုက်တာအဲ့ထွက်လဲကျွန်တော်လုံးဝ appreciate ဖြစ်တာကအန်ဒရီပါတာကိုလုံးဝ appreciate ဖြစ်တယ်ဇူမန်ဒီနဲ့ကျွန်တော်တို့တရင်ထွက်တာကနှစ်နှစ်လောက်ရှိပြီဒါပေမဲ့အီဒူကတ်စ်ပါလက်ထက်မှာကျွန်တော်မခေါ်နိုင်ခဲ့ဘူးငွေကြေးရောက်မှဖြစ်ဖြစ်ကစားသမားရဲ့စိတ်ဆန္ဒကြောင့်မှဖြစ်ဖြစ်အတင်းသွားနေတဲ့ process ကြောင့်မှဖြစ်ဖြစ် budget ကြောင့်မှဖြစ်ဖြစ်ပေါ့လေဒါပေမဲ့အခုအန်ဒရီပါတာလက်ထက်မှာတော့ကစားသမားတွေခေါ်မှုခက်တက်တက်လှုပ်လာတယ်အဲ့ဆိုတော့ကွင်းနဲ့တယောက်တော့ကျွန်တော်ရောက်ပြီ တိုက်စစ်တောင်ပန်းနဲ့တိုက်စစ်အထောင်အတွက်ရဲ့နောက်ပြီးဗဟိုခံစစ်အတွက်ရဲ့နောက်ပြီးတော့အခြားနေရာကြီးပေါ့လေဘူကောဆာကအရန်အတွက်ကထပ်ပြီးခေါ်မလားတော့ကျွန်တော်ကြည့်ရမယ်အဲ့တော့အသင်းမှာလောကလာသာရှော့ချနိုင်တဲ့အလွန်နဲ့ထွက်သွားမဲ့ပလေယာရှိတယ်ရောင်းချလိုက်မဲ့ပလေယာလည်းရှိတယ်အဲ့ဆိုမာတင်ဇူီမန်နဲ့အာဆင်နယ်ကတော့စာချုပ်ဖြစ်တဲ့ယူရို60နဲ့တည်းဒါ9နှစ် contract ချုပ်ဖြစ်မယ်လို့ကြားသိရတယ်။အာဆင်နယ်ကစာချုပ်ဖြတ်သိမ်းရေးပေးပြီးခေါ်လိုက်တာပေါ့လေ။ပထမဒီသတင်းရိုမာနိုစီကနေတက်မလာခင်းနဲ့ကျွန်တော်ညနေခင်းသတင်းလုတ်ပြီးွားပြီ။အဲ့လုတ်ပြီးတဲ့ညနေခင်းသတင်းကကြတော့ဒါပါပလိုအိုလီဗီယာလို့ခေါ်တဲ့ဘရာဇီးခြေဆိုင်သတင်းထောက်အဲ့ဒါကိုညနေခင်းသတင်းမှာကျွန်တော်ဖော်ပြခဲ့ပြီ။ဒါပေမဲ့ရိုမာနိုကနေ့ကင်း2နာရီလောက်မှာတော့ဟီယာဝီကိုဖျက်သွားခဲ့တာဖြစ်တဲ့အတွက်ဒါကိုတည်တံ့ဗီဒီယိုတင်ခဲ့တာ။ ဲ့တော့ဒီကစားမောင်းဒီရသည်44ဘွယ်မှာနှစ်ကိုသွင်းပြီးတော့တလုံးဖိုင်ထားတယ်။မနစ်ကတော့45ဘွယ်ကစားထားတယ်။၄ကိုသွင်းပြီးတော့တလုံးဖိုင်ထားတယ်။တပတ်ကိုပေါင်900ရနဲ့ကစားမောင်းကိုအာဆင်တို့ကနှစ်စားလုခလာစာပေးမယ်ဆိုတဲ့တချို့ report တွေလည်းတွေ့ရတယ်။ရောက်လာရင်တော့ဘလောက်ပေးရပေးရတန်တယ်ဗျာသိရမလား။ကွင်းလေ agent တစ်ခုအဖြစ်နောက်ဆုံးသူ့ကို DN room မှာထားမယ်ဆိုလို့ရှိရင်လည်း rice core martin oligat ကိုနောက်ကျောင်းရှင်းနဲ့ရှေ့မှာပို့ပြီးတက်ဆုပ်လို့ရသွားမယ်နေထားရှိတယ်။ဒါပေမဲ့ ida တည့်ရတိုင်းပဲ DN 66ဆိုတော့ညာလေပဲ တိုက်စစ်ကိုလိုက်ပါပံ့ပိုးခိုင်းမလားမသိဘူးအဲ့လိုဆိုတော့အာဆင်နယ်သင်းစီကိုကစားသမားရောက်လာတဲ့တရင်ကိုတင်ရတာကနေ့စဉ်လုပ်နေတဲ့မန်နကင်တရင်ညနေခင်းတရင်ထက်တော့အများကြီးကျွန်တော်ကိုပျော်ရွှင်စေတယ်ကျွန်တော်ညီကိုအတွက်လည်းဒီတရင်ကိုအိုဖျားသိစေခြင်းနဲ့အတွက်ဒါဆော့ဆော့လေးလုပ်ပေးဖြစ်တာပေါ့လေကျွန်တော်ညီကိုတွေအားလုံးပဲအခုရတော်တွင်းမှာစိတ်ညစ်နေကြတာရှိပါတယ်ဒါစင်းဖိုင်တဲ့ထွက်ခဲ့ရတဲ့အခိုက်တန်ဒီပြိုင်ဘက်ဖန်တွေရဲ့ဝိုင်းပြီးစားနောက်မှုတွေတချို့ဆိုတငယ်ချင်းချင်းစကားမပြောဖြစ်လောက်တဲ့အထိ ဒေါသထွက်ပြီးတော့စိတ်ခက်မသိညတာရှိရဲ့အခုအချိန်မှာကကျွန်တော်တို့ညီကိုမတော်မရဲ့အားလုံးရဲ့ပျော်စရာကအားစားတစ်ခုပဲရှိတာအဲ့တော့ကိုအားပေးတဲ့အတင်းတစ်ခုခုရလက်ဆိုးတဲ့အခါမှာဆိုရင်တော့နေ့စဉ်လုပ်ငန်းကိစ္စတွေပါထိခိုက်တဲ့လူတွေရှိကြတယ် ဲ့တော့ဒီအပြောင်းရွှေ့တစ်ခုဟီယာဝီကိုဖြစ်သွားတာကျွန်တော်ညီကိုအတွက်ဆိုရင်တော့ပျော်စရာတစ်ခုဖြစ်လာမယ်လို့တော့ကျွန်တော်ယုံကြည်ထားတယ်အဲ့တော့မာတီဇူမီရီရောက်လာတဲ့အာဆင်နယ်တင်းရဲ့ကိုင်းလေလာမယ့်ရာသီမှာဘယ်လောက်ထိကောင်းသွားမလဲကျွန်တော်စောင့်ကြည့်ရမှာပါဒီကစားမ injury history ကိုပြောမယ်ဆိုရင်တော့ဒီရာသီမှာ42ရက်နားထားတယ်မနစ်က10ရက်ပဲနားထားတယ်ရှေ့တနစ်က6ရက်နားထားပြီးတော့2020 21ဘောလုံးရာသီတုန်းက22ရက်နားထားတယ်ဆိုလိုချင်တာကတရာသီကိုတလားလောက်ပဲနားရတယ်ဆိုတော့ record ပဲရှိတယ်တချို့ရာသီတွေမှာဆို10ရက်လောက်ပဲနားတာရှိတဲ့အတွက် injury နဲ့ပတ်သက် င် strong ဖြစ်တယ် premier league ကစားဟက်နဲ့မြ мян အသားကြမလားဆိုတော့စောင့်ကြည့်သွားမယ်တခုတော့ရှိတာပေါ့လေဂျော်ဂျီညိုထွက်ခွာသွားတာလက်ခံမဲ့ပါတီကိုတော့တစ်နှစ်လောက်တော့တတန်းတိုးထားစီခြင်းနဲ့ဇူယီမက်ဒီအထိုင်ကျသွားတဲ့အချိန်ရဲ့နောက်က backup dian ro player တယောက်ဖြစ်ခဲ့ပေါ့လေအဲ့ဆိုညီကိုတော့ဇူယီမက်ဒီရောက်လာတဲ့အချိန်မှာ arsenal အသေးရဲ့ ကွင်းလေဘယ်လောက်ထိကောင်းသွားမလဲခုံးမှဝင်ရောက်ရေးသားပြီးတော့ပါအောင်နောက်ပြီးတော့သူကျင်လေခဲ့တဲ့စိုစီတက်အသေးရတော့ဒီရတီမှာအဆင့်17မှာရှိနေတယ်ဥရောပဝင်ဝင်တခုခုနဲ့တော့ဒီနေ့အလန်းကောင်ဝေးရဲ့အနေထားပဲအရင်တော့ကသူအကြောင်းပြတာပေါ့လေချန်မြန်လီဝင်ဝင်ယူရိုပါလိဝင်ခွင့်စိုစီတက်ကိုယူပေးပြီးမှထွက်ပြန်ပါကြဆိုပြီးတော့ကြံငယ်နှစ်တည်းကအကြောင်းပြခဲ့ဒီနှစ်တော့စိုစီတက်ကိုသူစိတ်ချသွားတာလားအာဆင်နယ်နဲ့ပူးပေါင်းကြင်တန်ပြီးဆိုပြီးတော့ဆုံးဖြတ်လိုက်တာလားအိုက်တာရဲ့တိုကီယိုအောက်မှာပဲဒီအသင်းနဲ့လာပြီးပူးပေါင်းတာလား အန်ဒရီဘာတာရဲ့လက်ဆောင်ထပ်မှုလိုပဲပြောမလားဘာပြောပါကျွန်တော်ညီကိုအတွက်ပြောစရာဟီယာဝီကိုသတင်းတပုတ်ကိုလှုပ်ပေးဖြစ်တဲ့အတွက်လည်းကျွန်တော်တကယ်ပြောပါရစေ ျွန်တော်ဘယ်လောက်ထိပျော်နေလဲကြောညီကိုခံမလိုက်တော့ဗျာနေ့တိုင်းတည်နေလှုပ်ပြီးတော့ငါလှုပ်တဲ့တည်နေတွေက player ရောက်ပါမလားရောက်ပါမလားဆိုတဲ့ခံစားချက်ကြီးကတော့အခုဒီတယောက်နေနေကျွန်တော်တော်တော်လေးတစ်နှစ်လုံးစာအမောပြေသွားခဲ့ပြီအဆုံးထိကြည့်ပတ်လဲအားလုံးကျေးဇူးတင်ပါတယ်အာဆင်နယ်တည်နေတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်တချို့ player တွေရောက်မလာနိုင်ပေမဲ့ရောက်လာနိုင်တဲ့ player တွေကတော့ကျွန်တော်တင်ဆက်နေတဲ့အတွင်းမှာပဲရောက်လာနိုင်ချင်ရှိတဲ့ player တွေရှိနေပါတယ် ဒီ season လေးကိုဒီကောက်ကူညီပံ့ပိုးပေးတဲ့ show ဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။ဒီလိုမျိုးအမြဲတမ်းသတင်းတွေကိုတင်ဆက်နိုင်ဖို့အတွက်နောက်ဝင်ရနေကျွန်တော်ပံ့ပိုးပေးတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုတကယ်ကျေးဇူးတင်ပါတယ်။ဘောလုံးပွဲတွေကိုအပျော်ပဲဖြစ်စီးပွားဖြစ်ကစားကြတဲ့ဆိုရင် show ဘောလုံးမှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ပါရစေ။ iPad ခွင့်ချကို Sport Internet ငါးသလုံးဆော့ရမယ်ဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်3996936390ကိုဆက်သွယ်လိုက်ပါခင်ဗျာ။